ဟယ်လိုအားလုံးပဲမင်္ဂလာပါဗျာကျွန်တော် channel လေးရပါလိမ့် music အကြောင်းအပဲကျွန်တော်ကတစ်ဆက်တာတခြားဘာအကြောင်းသိမှမပါဘူးဘာအကြောင်းမှကျွန်တော်အဆိုးမခံနိုင်ဘူးဟိုတမန်ဟိုတနည်းရပါဗျာကုလေးပြူကြီးရဲ့ဒီ review content video မှာဘာသာကြီးဘာသာကြီးနဲ့ပတ်သက်ပြီးတော့မိုင်းတိုက်တဲ့သဘောမျိုးဗျာ ဘာတိုင်းနဲ့ပတ်သက်ပြီးတော့စော်ကားတဲ့အတုံးလုံးတွေမှိုင်းတိုက်တဲ့အတုံးလုံးတွေနဲ့တယောက်ကဝင်းမှန်တယ်အဲ့ဒါနာမည်တော့ကျွန်တော်ထုတ်မပြောတော့ဘူးအဲ့ကောင်နာမည်ကိုအဲ့လိုကောင်မျိုးကြတော့ကျွန်တော်ကချီးတယ်ယုံတယ်ပဲအမှန်တမ်းပြောရင်တိရမျူစစ်ဆိုတာလူတိုင်းနဲ့ထိုက်တယ်လေလို့ကျွန်တော်ကပြောခဲ့ပြီးသား ဒါပေမဲ့အဲ့လိုကောင်းမျိုးတွေကြတော့လေဘယ်လိုပြောရမလဲမသိဘူးဗျာအဲ့မှာရှိပါတယ်ကျွန်တော်အဲ့ဗီဒီယိုဖိုင်မှာအဲ့ကောင်ပင်ထောက်ပြီးတော့ကျွန်တော်အဲ့လိုမျိုးဟိုပြထားရတယ်အဲ့ကွန်မန့်ကိုယ့်အကူဘယ်လိုခေါ်မလို့ဗုဒ္ဓဘာသာအမိခံပြီးတော့တခုပြောကြတာပေါ့ဗျာဗုဒ္ဓဘာသာမိခံပြီးတော့လူတစ်ကောင်ပတ်ဆယ်လူတစ်ကောင်ပတ်ပြီးရန်လှုပ်နေတာအဲ့ကောင်မရှက်ဘူးလားလို့ကျွန်တော်အဲ့ဒီ comment ပြောချင်တယ်အများကြီးလဲကျွန်တော်သူအဲ့ကွန်မန့်ကိုဖတ်ကြည့်လိုက်ဖတ်ကြည့်လိုက်သိပါတယ် ဘာတွေပြောထားလဲဆိုတာဒီကောင်ဘာတွေပြောထားလဲဆိုတော့ဒီကကျွန်တော်ပြောချင်တဲ့အကြောင်းတရားကဒီ music နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဒါအဲ့လိုမျိုးဒီစကားဝိုင်းလေးတစ်ခုဖြစ်အောင်ကျွန်တော်တို့ကဖန်တီးတာပါအမှန်တမ်းပြောရရင်ဒီလိုမျိုးတခြားအကြောင်းတို့တွေဒီမပါဘူးเนาะ ဒီကျွန်တော်အဲ့လေအဲ့ထဲမှာမပါဘူးခုခုခံကြတဲ့ကို နေတာအကောင်းဆုံးပါအဲ့တော့ဗျာကျွန်တော်တို့က music channel ဆိုရယ်အတိုင်းပဲပေါ့လေ music အကြောင်းပဲကျွန်တော်တည်တံ့ပဲအဲ့လိုဆွေးနွေးတိုင်ပဲခြင်းနဲ့ပြောဆိုခြင်းနဲ့ဒါပါပဲအဲ့တော့သူသူပြောလို့ပေါ့လေကျွန်တော်ကဘေဘာသာကိုအလေးထားယူပြောတယ်ဘေဘာသာကိုကြာလေးထားယူပြောဦးဘာညာအဲ့လိုကိစ္စကျွန်တော်ခေါင်းထဲမှာရှိ ਉ မရှိရဗျတဲ့လားဒီ music ကသဘောကိုပဲကျွန်တော်ကတင်ဆက်ပြတာဒါပဲအဲ့တော့ ခုဆိုလို့ရှိရင်ဘယ်ဟာကိုတချင်ရပြုလို့ဝင်ဆိုသူပြောတာမဟုတ်တဲ့အကြောင်းကျွန်တော်တတ်သိပြတယ်။တချင်တပုတ်ရှိတယ်။အဲ့တချင်ထဲမှာအဆူတော်တွေအကုန်လုံးဝင်ဆိုသွားတယ်။သူပြောတဲ့အဲ့ထဲမှာပါမယ်။ဘာသာစုံပါမယ်။နော်။ခရစ်ယာန်လည်းပါမယ်။ဗုဒ္ဓဘာသာလည်းပါလိမ့်မယ်။အဲ့ဒီမှာအဆူတော်တွေထဲမှာအဲ့တော့ခင်ဗျအဲ့တချင်ဘာဖြစ်မယ်ထင်တော့။ဒီနေ့မှခဏ pause လုပ်ပြီးခင်ဗျခမ်းမ်းကြည့်လိုက်။ကျွန်တော်ပြောမယ့်တချင်ဟိုရင်တော့ဟင်းလေးတော့ပြီးလိုက်ပဲအဲ့ဒါ ဒီဆရာဆော့ဘွဲ့မူကြီးရေးခဲ့တဲ့သချင်းဟုတ်တယ်ဝါလုံးကလေးမှဝိုင်းအောင်ရေးနိုင်ခြင်းစင်စာအရာကမာတဲ့ပတ်မာဆိုတဲ့သချင်းအဲ့ဒီစင်းနေမှာဆိုတဲ့သူဒီမှာသူကျွန်တော်ဟိုတေးဥဆရာတော်ပါတယ်ဗျဟုတ်ပြီလားတေးဥဆရာအခုသူဟာတေးဥဆရာဖြစ်သွားတယ်ထွန်းထွန်းခရစ်ယာန်တေးဥဆရာဖြစ်သွားထွန်းထွန်းတော်ပါတယ်ဗျာ အဲ့မှာအဲ့ဗုဒ္ဓဘာသာဆိုတော်တွေအများကြီးပဲဟုတ်လားနော်အဲ့တော့အဲ့တချင်းအကြောင်းတွေကိုကျွန်တော်တို့ပြုလို့အောင်ဒါအဲ့ဒီမှာကျွန်တော်တို့ကဒီဟိုပါဘောဒီအဆိုတော်ကြီးတွေပေါ့ကျွန်တော်တို့အသက်ဒီအသက်40ကျော်50နီးပါအာကျွန်တော်တို့ဒီဒီလူကြီးပိုင်းနဲ့ယောက်သွားတဲ့လူတွေဆိုလို့ရှိရင်80နောက်ပိုင်းကျွန်တော်ဆို80ခွန်ပွားအဲ80 နောက်ပိုင်းဒီဟောဘောအဲအတက်ရွယ်လူတွေအရက်ကိုကြိုက်နေတခေရတဲ့တခြင်းတပုတ်ပါအဲ့ဒီချင်းကအဲဆရာဆိုဘူးအမတ်တရားအတင်းတင်းထဲမှာပါတယ်အဲ့တချင်းကမှားတယ်ပတ်မှားဆိုတာအဲ့ဒီမှာသူကကျွန်တော်ပဲထိတ်တန်းအဆူတော်တွေအကုန်အဲ့မန်အဲ့ခေတ္တအဲ့ခေတ္တကနာမည်ကြီးတဲ့ထိတ်တန်းအဆူတော်တွေအကုန်လုံးကဒီဘယ်လိုခေါ်မလဲဒီဆရာဆိုဘူးအမတ်တရားလှုပ်မယ်ခွေလေးလှုပ်တော့ကြတော့ အဲ့ဆိုတော့ကြီးကသူပါမယ်ငါပါမယ်ဘာညာအဲ့လိုမျိုးပေါ်ပြအဆူရင်းဆိုင်နေအဲ့လိုမျိုးဟိုလှုပ်ကြတာတကယ်ကိုအဆူပညာမှာတစ်ဖက်ကန်းကန်းရောက်နေတဲ့အဆူတော်တွေကြီးပဲအကုန်လုံးကအဲ့မျိုးအဲ့တော့သူတို့ဟိုအဖြစ်ပြောစရာဆိုတော့မရှိဘူးပြအမှန်တမ်းပြောရရင်တော့အဲ့သချင်းကတယောက်တယောက်သူတို့ရဲ့အတန်ဆုံဆုံနေဆိုဟိုကွဲ့ထွက်နေတာဒီပုံစံတွေကကွဲ့ထွက်ပြီးတော့ဘသူဟိုဘယ်လိုင်းကဘလို့ဘာညာဆိုတာ ထူးထူးကြီးပြောစရာမှမရှိတော့လားဒါပေမဲ့သူတို့ရဲ့ချစ်ချည်ရင်းနှီးမှုကိုကျွန်တော်ကတော့တွေ့ရတယ်တယောက်နဲ့တယောက်ဟိုအဲ့လိုမျိုးပေါ့ကျွန်တော်တို့ဒီအောက်ကနေပြီးတော့ပေးသက်တရားသာဟာဘသူကပူကောင်းနေညာပူကောင်းနေရှောက်ပြောနေကြတာဟိုမှာသူကသူတို့တွေ့ပြီးပခုံးဖက်ပြီးဆိုးနေတယ်ချစ်ချစ်ခင်ခင်နေပဲဗျအမှန်တိုင်းပြောရင်အဲဘာ music music ဆိုတာပဲဗျာဒီလူတွေနားလည်နိုင်တဲ့ဘာသာစကားဆိုတာအဲ့ဒါကျွန်တော်အဲ့ဒါကိုပြောချင်တာတယောက်နဲ့တယောက်ဘယ်လိုခေါ်မလို့စောင့်မြောက်တိုက်ခိုက်နေစရာအကြောင်းမရှိဘူးမှန်

နော်ကုဆောင်ထုတ်အဲ့အဲ့စာကြောင်းတချောင်းပေါ့လေတတိထားပြီးနားထောင်ခြင်းဒါပေမဲ့သူ့ရဲ့ဒီဟိုဟိုသူ့ရဲ့ထဲလိုက်ပေါ့ကအဲ့တော့ဟိုတိပါရောနားလေလို့တိပါဒီလိုမျိုးပေါ့အဲ့ဘာလို့တိမှာလဲဆိုရင်ခင်ဗျားပြောကြည်စမ်းပါဆိုလို့ရှိရင်ကျွန်တော်ပြောပြပါမယ်နော်အဲ့ဝါလုံးကလေးမဝိုင်းအောင်မီးနိုင်ခင်ရွှေလင်းမန်းနဲ့ထမင်းစီစမ်းခြင်းဆိုတာအဲ့ notes တွေကတောက်လျှောက်ကြီးတော့ဆက်သွားတာနော် ဝါလုံးကလေးမှဝိုင်းအောင်မရနိုင်ခင်ရွှေလေးမန်းနဲ့ထမင်းစီစမ်းခြင်းဆိုဘယ်နှပါရှိမလို့ကကျွန်တော်ရေးကြည့်အောင်လားလေးပါရှိရတာအဲဖိုးပါဖိုးပါဖိုးပါကို तू อ่ะအဲဆိုးသွားတာအဲဖိုးပါတွင်မှာ तू อ่ะဆိုးသွားတာလောကခဗျာ ်တမ်းရှူပဲဆိုချပါတာနော် once to ဝါလုံးကလေးမဝိုင်းအောင်မြည်နိုင်ခင်ရွှေလင်းပန်းနဲ့တမင်းစီစမ်းအတက်ကူမရှူပဲနဲ့ तू ကအတော့ဒီတစ်ချက်ပဲရှိုက်သွင်းပြီးတော့လွတ်လိုက်တဲ့အလွတ်ကအဆုံးတိအဲ၄ပါးတိပါတယ်မေယိုနားတော်ကြည့်လိုက်ဆောင်းနော် ကျွန်တော်ရွှေရလို့မထင်ဘူးဗျာအဲ့နေရာမှာသူသူ့ရဲ့ခမရူအဲ့လေးဖောက်ကိုလိုက်ဆိုကြည့်လိုက်အဲ့ဒါဟိုကဒီပထမဆုံးဆက်လွတ်လို့ချင်းဗျာဥပမာရေငုံလိုက်တယ်ပဲသဘောထားတာကဲရေငုံလိုက်တယ်တက်ကိုတစ်ချက်ဝါးရှူပြီးဝမ်ဝါလုံးကလေးမကြီးရလေအမြင်ကြီးဗျာရက်ဆက်တယ်ဗျာဝါလုံးကလေးမဝိုင်းအောင်ရင်းနိုင်ကြီးရွှေလေးမနဲ့တမင်းစီစံကြည့်တာ ဘာဖြစ်လို့ဆိုတော့အသက်ခိုးရှူလိုက်လို့ရှိရင် nose ကရိုင်းထွက်သွားတော့မှာအဲ့ဒါ nose တန်းရမှာမဟုတ်ဘူးသူကငါအတိုင်းစော်သွားတာနော်ကိုကြီးထုတ်ကအဲ့ဒါအဲ့ဒါပြီးရင်ဘယ်သူလာဘယ်သူလဲလာအောင်ဆိုတော့ကျွန်တော်ဂူလေးပြီလာပြီဂူလေးပြီကျွန်တော်ဒီ legendary နှစ်ယောက်ကိုသူကတွဲပေးပလိုက်တာ AC ပဲဘာမှမဖြစ်ဘူးနော်အဲ့ဒါအဲ့မဲ့သူလုတ်သွားတဲ့ဗိုက်ဗရီတိုလေးလှအောင်လားရွှေလေးမန်း မန်ဆိုအဲခါလိုက်သေးတယ်သူကအသက်မရှူရဲပြီးတော့ထပ်ပြီးခါလိုက်သေးရှင်လင်းဘန်လက်မင်းစီစံကြီးဆိုအဲ့လိုခါတော့တယ် ရန်ဒိုစာယူဆိုသွားတဲ့ငါကိုကြီးထွေးရေကိုလေးပြူရေနောက်ပြီးတော့ထွန်းထွန်းရေခင်ဗျားတို့ပြောတဲ့ဒီခရစ်ယာန်ဘာသာဝင်ထွန်းထွန်းအဲ့ဒါเนาะတင်းဥစီအောင်ဖြစ်သွားပြီသူတို့ချင်းချင်းအေးစေးပဲเนาะတော်ရတဗုဒ္ဓဘာသာနဲ့သူအရခရစ်ယာန်ပဲလीဟိုဟိုကောင်ပြောသူတို့ပေါက်ပန်းစီဖြစ်နေရမှာမဟုတ်တာဘယ်လိုပြောအဲ့တော့ကုလေးပြူကြီးဆိုသွားတဲ့ပုံစံကကြတော့သူကတကယ်ဒီဟိုဘောဟိုအတန်းဟိုဟို တကယ်ကို तू ကဟိုအတန်ဩဇာကောင်းကောင်းနဲ့လော့စ်ကိုအမှန်ကန်အတိအကျဆိုးသွားနိုင်တာတွေ့ရတယ်အဲ့ပဲနားတော်ကြည့်လိုက်ထုံးထုံးကကြတော့ तू อ่ะခရတုံးသူ့ရဲ့ခရတုံးနဲ့ဒီဟောဘော အပြင်ရော့အပြင်စားပုံစံမျိုးစူးစူးဝါဝအရှက်ရှာပုံစံမျိုးသူဆိုသွားတယ်အဲ့လိုမျိုးတော့အဲ့တော့ဟုတ်ပြီဆက်သွားကြည့်အောင်အခုဘယ်သူရတယ်ကျတော့ဒီမြန်မာနိုင်ငံမှာအတန်အချိုဆုံးအဆိုတော်လို့ပြောလို့ရတယ်တော့ချိုးမြေညာပဲသူ့အတန်လေးကိုနားထောင်လိုက်ရတာအဲ့ကြောင့်သူ့ကိုကျွန်တော်ကဟောပါ sweet ဆိုတဲ့အဓိပ္ပာယ်မီဆီပေါ့အဲတော်ရဲ့အမိုင်းမီဆီမီဆီလို့ခေါ်အောင်ပေါ့ဗျာတော့မီဆီပေါ့သူကသူ့ရဲ့အတန်မျိုးစားလေဒီဝါပေါ့ကျွန်တော်တို့ပြောမယ်ဆို L2 ဟိုဆုရှာနေတဲ့အတန်မျိုးဆုရှာကိုချိုးချိုးမြင်းမြင်းအတန်မျိုးလူသူ့အတန်းနားထောင်လိုက်ရတယ်အဲ့လိုချိုးဘလိုခေါမို့ချိုးချင်းလေးဝါစားနေရမြုံမြုံချိုးချင်းလေးကိုလည်းမြုံမြုံပြီးတော့နားထောင်နေရတဲ့အတိုင်းပဲသူကအဲအဲ့ ျွန်တော်တို့ရဲ့အမကြီးမေဆွိအဲဟာသူကလို့စ်ကလည်းခိုင်သလားမေးနဲ့သူဆိုရတာလေးကရှစ်ဆရာလေးအဲ့မှာကျွန်တော်တို့တခုပြောစရာရှိတာလေဒီဘာဘာလူ group like ဆိုပဲဆိုလို့ရှိရင်လေအဲကီးကကီးပါတယောက်နဲ့တယောက် ဆိုဆိုနီးပြင်ကိုသူကကြီးကြီးပြဿနာရှိရွယ်လူတယောက်မှာပေါ့နီဒီဟောဘောကိုဆိုနိုင်တဲ့အတန် range နေအမျိုးအစားရရှိကြီးမျိုးစားတွေပေါ့ဗျာအဲ့လိုမျိုးတွေရှိတယ်အဲ့ဒီမှာဒီကများဆုံးဟောဘောဆိုနိုင်တော့တဲ့လူများဆုံးဆိုနိုင်တော့တဲ့ကြီးတစ်ခုကိုယူရတယ် ဟိုင်းသမားကလည်းဟိုင်းအလိုက်သူကသူဆိုလို့ဟိုအားရနိုင်အောင်တဲ့ key ကို तू ကခြေနှက်ပါပဲအဲလိုသမားကလည်း तू ဆိုနိုင်တဲ့ race thing မှာရှိလောက်တဲ့ဟို key ကို तू ကခြေနှက်ပါပဲဒါပေမဲ့ဒီ group ဒီ group လိုက်မှာကြတော့ तू ကဒီဘုံတော်ဘုံယူပြီးတော့ကြောက်အောင်လိုက်ဆိုရတာအဲ့အချိန်မှာ तू ကတယောက်နဲ့တယောက်ကဒီကိုအားမရတဲ့ဟို race အမျိုးအစားဆိုလို့ရှိရင်ဆိုဘူပါပါနဲ့နဲ့လေးနဲ့ ဖြစ်အောင်ဆိုးသွားတာတွေကိုတွေ့ရတယ်။ဘယ်နေရာမှာဟိုခုနဟိုဘောဟိုမစ်စီဘောမမ်မစ်စီဆိုလို့ရှိရင် तू อ่ะသူ့ရဲ့ higher အဲ့ဒီ key ထဲကြောပြီးတော့ तू ဆိုးနိုင်တာကိုသတိထားမိတယ်အမှန်တမ်းပြောရရင်။ခုရွေးထားတဲ့ key ဒီရွေးထားတဲ့ key ကဘာဖြစ်မှုဆိုတော့ခဏ A လားမသိဘူးလား။အဲ့မသူတို့ရွေးထားတဲ့ key မျိုးစားကြီးရလေ။ A shape ပြန်တွန်းကြီးတယ်အဲ့။ဘယ်လိုဖြစ်နေလဲ။အဲ့ဒါအဲ့ဒါအဲ့လိုပုံပြီးတော့ သူတချို့ဟိုဟာတွေကလည်းအဆိုတော်တွေကလည်းသူတို့အိုက်ခီးမှာပဲဝင်အောင်အိုက်ရေ့ချ်တွင်းမှာပဲသူတို့ဝင်အောင်ဆူရတာကိုနည်းနည်းတော့သူတို့ကအခက်ခဲတော့ရှိတာကိုတွေ့ရတယ်။ဒါပေမဲ့သူတို့ရဲ့အဲဆိုပညာပါနမှုကြောင့်တချင်းကလေဘလို့မှဟိုလုံးဝကြီးထိခိုက်မသွားပဲနဲ့ပိုးပြီးတော့ရုံလုံးကြွာတာအဲအဲ့လိုမျိုးနော်တော့ဆက်သွားကြအောင်တို့ 哦，对了，哎呀，都要，对不对？哎，都要给，喏，冲冲哎，鼓励别，做好出来，喏。 အဲကျွန်တော်ထုံထုံရယ်ကိုလေးပြရယ်ကိုစောင်းထွက်ကြည့်ရယ်ကဲခမဘလို့ပြောမလဲဟမ်အဲကြောက်စရာဆိုရဲကောင်ခမအဲအဲကြောင့်ခမဘလို့ပြောမလဲရန်သူတွေမဟုတ်ဘူးဗျာဟိုဒါဒီမဲ့ဗာဒါဘုရောဗာသာနှစ်အောင်တွားကွန်ကြီးထွက်ရယ်ဟိုဟာရယ်ကိုလေးပြရယ်ဟိုပဲထုံထုံကခမခရစ်ရှင် ပခုံးနေဖက်လို့ဘယ်ဘာပြောမလဲကေခမလို့ဘုတ်ဘိုးတွေကြောင့်အဲ့ဒီတခါလဲဟိုဟာဖြစ်နေတာဗုဒ္ဓဘာသာဝင်အစ်စ်တရားအထင်မြင်သေးခံဟုတ်အဲ့ဒါကျွန်တော်တို့ရဲ့ Slar King လို့ခေါ်တယ်။ Slar ဆိုတော့ကျွန်တော်အတန်ကိုလူခေါ်မှုဒီဒီဘောဘော ဟိုဆွဲတာပေါ့ဗျာဟိုးဒါ flying နေအဲ့လိုမျိုးဆလားဆွဲပြီးတော့အရင်အနှောင်းနေအရင်အဖွဲကြီးအဲ့လိုမျိုးလေးဒီလိုဟိုလကယ်တော်ပုံစံမျိုးတွေအဲ့လိုမျိုးတွေစိုးတဲ့နေရာမှာဘယင်တပားဖြစ်တယ်ကျွန်တော်တို့ရဲ့ကိုငှက်ကြီးခေါ်ကိုထွေးတယ်နော်တချင်းတချင်းဆိုတဲ့လူတိုင်းသူ့ကိုကြည့်ပြီးတော့ကျွန်တော်ကဒီတင်ဦးညွန်းနဲ့ထွေးတဲ့တင်ဦးညွန်းနိုင်ကိုကြည့်ပြီးတော့တချင်းဆိုလေးကြည့်ရတယ် သူဘလို့ဆိုးသွားတယ်ဘလို့ပုံစံဆိုးတယ်ဆိုတာတွေကိုဟိုသူရဲ့ technique တွေကိုကျွန်တော်ကလေ့လာရတယ်တချင်းဆိုရဲလူတိုင်းလေ့လာရတာเนาะအဲ့ဒါအဲ့လိုမျိုး run out တော့ကြည်လိုက်ကဲကျွန်တော်အပေါ်မပြောဘူးအဲ့မျက်လုံးဆိုရဲဟာ nose ကရှိရ nose နဲ့မတူဘူး ီအကူကူညီထွတ်တော့ဟိုဆိုတာဝါလုံးကလေးမဝါလုံးရေမီဝါလုံးမြေလုံးဒူဒူပဲလုတ်တယ်ဗျာအဲရှေ့ကဒီကိုကြီးချီဆိုတာရဲ့ဝါလုံးဆိုတဲ့ဟာနဲ့ဒီပဲမြက်လုံးဆိုရဲ့ notes နှလုံးကမတူဘူးလားအဖီဖို့စကလိုလေးလေးတဲ့ ဝါလုံးကလေးမဟောဝါလုံးကလေးမဆိုအညီလေးဆိုတာရေမီမီမီဝါမြတ်ဘလိုလဲမသိပြထို့သူကိုငကကြီးဆိုတော့ရပုံသားနည်းနည်းထူးခြားတယ်ဗျအဲ့အဲ့အဲ့ notes လုံးလေးမှာအဲ့မြတ်လုံးဆိုတဲ့ဟာလေးပဲလှ ဲမျက်လုံးတစ်ဖက်ကန်နေခဲ့ပါယေးယေးနဲ့အဲလီသူကစောင်းမိုက်တယ်ဗျာအဲ့ဒါလီနားထောင်ကြည့်လိုက်哦ဒီဘောဘောအဲ့မျက်လုံးတစ်ဖက်ကန်းနေခဲ့ပါရဲနေ ရဲနဲ့ဆိုတာရဲနဲ့ဆိုတဲ့ဟာကို तू လှုပ်သွားတဲ့ပုံစံရယ်နောက်ပြီးတော့ဘင်းကိုဖမ်းပြီးအချင်းချအချင်းချဝင် तू ဆိုတဲ့နေရာတွေမှာ तू စကလုံးရဲ့လေယူလေသိမ်းအဖိဖို့ release လုပ်ဖို့လုပ်နေတယ်အဲ့ပဲ तू ကဒီဘယ်နေရာမှာရက်ပြီးတော့ဘယ်နေရာမှာဆက်ပြီးတော့ဒီသွားမယ်ဆိုတဲ့ဒီခန်းစားတက်ဝင်မှုအဲ့အမျိုးဒီတချင်းစာသားပေါ်မှာလိုက်ပြီးတော့ तू ကခန်းစားတက်ဝင်ပြီးဆိုသွားတဲ့နေရာမှာအရန်ကိုပြောင်မြောက်တာအဲ့အမျိုး ဂရမ်ဘန်ကန်ချီအဲ့နေရာကျတော့မာရီဇာဝင်လာတယ်မာရီဇာကိုမာကြီးပေါ့လေကဲအဲ့နော်ကိုမာကြီးကလေသူကဒီအတန်လုံးပြည့်ပြည့်ဩဇာပြည့်ပြည့်ကျွန်တော်တို့ဒီပေါ်ရမယ့်အဲ graphic ဟိုတခြင်းများဆိုတဲ့ CD ကိုရနေစပြီးတော့အဲ့မဲ့သူကနာမည်ကြီးလာတယ်အဲ့ချိန်မှာသူကအရန်ကိုဒီတော့ပြင်စားနေဆိုပြီးတော့သူကနာမည်ကြီးလာတော့သူကလည်းဒီဆရာ software မူကြီးဆိုတာနဲ့အလား ဆိုပဲအဲ့လိုဖြစ်သွားတာเนาะဒါဆောင်းဟန်ဘိုက်တဲ့သူတို့အဖွဲ့တွေအဲ့လိုမျိုးစီစီလုံးလုံးနဲ့ဆိုွားကြတာအဲ့ဒူချောင်းကသမိုင်းဆရာလေးဆိုတာအဲ့ဒါအကူငယ်ကိုငယ်ပေါ့ကျွန်တော်အကူငယ်ကြီးကိုငယ်ကြီးအဲ့ဒါအဲ့ကိုငယ်ကြီးနဲ့အဲ့တော့ကျွန်တော်ကမခွဲနိုင်ဘူးကိုငယ်ကြီးလားအကူလေးပြူလားအဲ့လိုမျိုးဖြစ်နေနော်နားတကယ်တမ်းနားတော်ကြည့်လို့ရှိရင်ကိုယ်ရဲ့အဲ့ဒါ ပြောချင်တာကဗျာဒီတချင်းရဲ့အထိပယ်ကလေတခြားဒီဟိုဘောကျွန်တော်တို့ဘယ်လိုပြောရမလဲရှူတော့မတူဘူးဗျာစန့်ကျင်ဘက်ကနေပြန်မြင်တဲ့တဘောမျိုးဗျာကျွန်တော်တို့ဒီဒီဟိုတချင်းရဲ့အထိပယ်ကကျွန်တော်တို့ဒီလိုလို့ဆင်လူဘွားကြီးမှာဟိုဆောင်းဆောင်းရဲရှောင်းရဲနေရှိရပါဗျာ လူဘွားကြီးမှာကျွန်တော်ဘာမလို့ရအောင်ဘာလို့ရမယ်ဘာမလို့ရအောင်ဆိုတော့ तू อ่ะဒီမှာကျတော့ဒီမလို့ရတဲ့ဘက်ကနေပြီးတော့ तू อ่ะပြန်ပြီးတော့ခန်းစားရေးဖွင့်တယ်ဇီဆီယာဆော့ဖ်ဝဲမူကလေလုံးဝတကယ် legendary ပီတာ तू อ่ะဒီဘွားဟွာဘောကျွန်တော်တို့ဒီသူ့တချင်းကိုနားထောင်လိုက်လို့ရှိရင်လေဒီလူရဲ့လူဘွားရဲ့ဟွာဟိုကိုကိုကကကြီးမြင်းနေရတဲ့အတိုင်းအဲ့လိုမျိုးကြီးပြဒီဒီ wood saw တို့ကိုဖတ်ထားဖတ်ပြီးတော့လေအဲ့လိုမျိုး ဟိုစီမျောနေရတဲ့အတိုင်းပဲသူတချင်းတစ်ပုတ်ကိုနားထောင်ရတာအဲ့လိုဒီဘဝဆက်ကြောင်းပေါ့ဒီဘဝတွေကဖြစ်စဉ်တွေကိုသူကရေးဖွဲ့တာများတယ်ဒီကိုအယိုးလို့လို့ပဲကိုအယိုးရလာအတိုင်းပဲဒီဘဝတွေကဖြစ်စဉ်ကိုဒီရေးဖွဲ့တာတွေအဲ့အရမ်းပြီးတော့ကောင်းတယ်ကိုဆရာစိုးဘွယ်မူကြီးတချင်းနေနားထောင်ကြည့်လို့ရှိရင်အဲ့အဲ့လိုပုံစံမျိုးတွေတော်တော်များများတွေ့ရတယ်သူကအဲ့ဒါကိုဒီအစိုးတော်ကြီးတွေကနေပြီးတော့ခန်းစားတက်ဝင်ပြီးဆိုပြတာเนาะအဲ့ဒါမျိုးအဲ့တော့ဟုတ်ပြီဆက်သွားကြည့်အောင်တို့ အဲ့ဒါကကျွန်တော်တို့ရဲ့မက်ဂော်နီမက်ဂော်နီကျွန်တော်တို့ဒီဟောဘောဒီကျောဒီအသက်40ကျော်50နီးပါးဒီလူကြီးပိုင်းတွေအရန်ကိုဘလို့ခေါ်မကြွေခဲ့ရတာရှိရကြွေခဲ့ရတဲ့အဆိုတော်ကြီးရှိတယ်ဒီမက်ကော်နီဆိုတဲ့မက်ကော်နီရဲ့အတန်အလဲလေးဘယ်လိုပြောရမလဲဒီမင်္ဂလီထဲမှာရှာရှာပပတန်လို့ပြောလို့ရတယ်သူကအဲ့လိုပြောတယ်။နော်ဆက်သွားကြည့်အောင် ဲအဲ့ဒါအဲ့ဒါအဲ့ဒါဟွာကျွန်တော်တို့မြန်မာပြည်သိမ့်တယ်ကြီးရဲ့တူပြီးပိုးရလေသိမ့်တယ်ရေတော့အဲဒီအိုက်တော်ကတော့ဘယ်လိုခေါ်မလို့သူ့အတန်ကိုတတိမထားမိသေးဘူးပူပူလင်းလင်းဝင်ခဏသူ့ရဲ့ရုပ်ကိုပဲကျွန်တော်ကတတိထားမိတာချစ်စရာလေးကဘာညာဆိုပြီးတော့ဒါပေမဲ့တကယ်ကောင်းတယ်ဆိုတော့သူကလည်းအဲ့လိုဟိုင်းနေပါတယ်မှာဆိုရင်ရန်ကောင်းတယ်နော် ဲ့မှာဘာထူးခြားဆိုတော့ဒီ chorus ပေါ့လေဒီလိုနဲ့စမ်းချင်မဲ့မြင်တွေကိုအဲ့နေရာမှာ तू က female vocalist တွေကြီးပဲ unison ဆိုွားတာ harmony မဟုတ်သေးဘူးเนาะ unison တမ်းပြိုင်ဆိုွားတာပေါ့ဗျာကျွန်တော်တို့အဲ့လိုမျိုးဆိုွားတာဆိုသွားပြီးတော့အဲ့

အရန်ကိုဆူအပ်ခတ်တဲ့ထန်းလာလိုက်ထန်းလာဒီဘောဘောဒီမင်းရဲ့အောက်ကိုခြာပြီးတော့ဘယ်တော့နဲ့ပြန်လိုက်တာဘယ်သူတုံးဆိုတော့ကိုငှက်ကြီးလိုက်တာကြားတယ်လို့တော့မထင်အောင်ဒါပေမဲ့ပါပါလေးပါလာတာအဲ့ဒါအဲ့ဘယ်သူကပါပြီးမှန်လဲလို့ဆိုတော့လေးပြီးရအောင်ပါဒီထန်းလာနဲ့ဝင်ပြီးလိုက်လာတာသူကကျွန်တော်တို့ဒီဟောဘောစူပါရန်လိုက်ပြီးရအဲထိုလိုက်အဲအဲထိုမှာအင်ဖာတက်ပြောင်းပြီးရသူက ထန်းတာနဲ့ဝင်လိုက်သွားတာဖရယ်လေဟာမနီဆိုတဲ့သဘောတရားနဲ့သူကလိုက်သွားတာအဲ့ဒါမျိုးနော်ဆက်သွားကြည့်အောင်ကဲအဲ့မကြည့်ဂရုလိုက်ရိုက်ထားတာနော်အဲ့ဒါအဲ့အိုဘလက်လို့ခေါ်တယ်လေ together လာသူဒီဟောပေါ့ကျွန်တော် open harmony သဘောတရားမျိုးစားပေါ့ဒီဒီ high ကိုနိုင်တဲ့ဆူတော့အပေါ်ကနေပြီးတော့ तू อ่ะဟို notes ကဟိုဖြစ်လေပဲ seven notes ဖြစ်ဖြစ်မယ်ဒီ five note ဖြစ်ဖြစ်မယ်အဲ့ line ကနေပြီးတော့ तू อ่ะ overlap လုပ်ပြီးလိုက်တာအဲ့ဘော ကိုငယ်ရိုင်းရိုင်းဆိုင်ပြင်းမြလားဆိုတာဒါဒါကျွန်တော်ပြချင်တယ်ဆိုတာဒါပဲဒါဂီတမှာဘာကြောင့်သွေးမှမရှိဘူးသူတို့တွေဒါစကဲကိုကျိုးဒါဆိုရင်သူတို့တချို့ဆိုလို့ရှိရင်အဖိုးကြီးပိုင်းတွေရောက်ကုန်ပြီလို့ပြောလို့ရတယ်နော်အသက်60ကျော်နီးပါးတယ်ဒါကိုကြီးထုတ်တို့ကိုလေးပြူလို့ဆိုတာ အကုန်လုံးကလူယူပါပေါ့အဲ့တော့ကကြတော့တကယ်ကိုလူနယ်ပြုံမြင့်ငယ်ရွယ်တဲ့အရွယ်တွေတုန်းကသူတို့တွေနင်ပါလဲငါပါလဲအဖြစ်ပါဒီတေရောင်းတဲ့တေရောင်းအပြားရိုင်းဒီဘောဘလို့ခေါ်မလဲဒီအဲ့အဲ့ခစ်တော့ပါလေသူတို့ကသူတို့ဘလို့ပြောရမလဲဗျာသူတို့ဟိုသူ့နယ်ပယ်မနဲ့သူဆရာကြီးတွေကြီးပဲအကုန်လုံးကသူ့နယ်ပယ်နဲ့သူဆရာကြီးတွေကြီးပဲဟုတ်တယ်နော်ကျွန်တော်ပြောလက်ခံတယ်အဲဒါပေမဲ့ ဒီလိုမျိုးဘလို့ခမို့ဂီတပေါ်မှာစုပြီးတော့ငါတို့တွေဟိုအမတ်တရအနေနဲ့အဲစူးစူးစီးစီးလေးတပုတ်လှုပ်ချင်တယ်လို့ဟိုဆီဇန်လိုက်တဲ့အချိန်မှာအကုန်လုံးပျော်ပျော်ရွှင်ရွှင်မဲ့ပခိုးနေဖက်ပြီးတော့မင်းဘာကောင်လဲငါဘာကောင်လဲဆိုတာမရှိဘူးနာမည်ကုန်တိခါပြစ်ချထားခဲ့အဲ့လိုမျိုးမရှိတော့ဘူး သူတို့အဲ့ ACD studio ထဲမှာသူတို့ဟီလာဝါလာနဲ့ကျွန်တော်တို့ဒီဘောဘောဟိုဂီတာတလက်ဆွဲကင်ပြီးတော့ဟိုအရက်တောင်းရင်းနဲ့ TB ဆိုကြတဲ့ပုံစံမျိုးတွေတွေ့ရတာဒါအဲ့အဲ့တော့ဒီဟိုဟာကိုရိုက်ထားတဲ့ driver ကိုလည်း credit ပေးပါတယ်ကိုရဲမြင့်လွယ်ဆိုတာအဲအဲ့သူကအဲ့ဒါကိုပြချင်တာအမှန်တမ်းပြောရရင်တော့ဒီဟိုဟာလေးကိုဘယ်လိုပြောမလဲကျွန်တော်ဂီတာမှာလူမျိုးဆိုရင်မရှိဘူးဘာသာဆိုရင်မရှိဘူး ဒါပဲဂီတကိုအယောင်မစိုးပါနဲ့တကဘာလုံးနဲ့ဒီလူတိုင်းနဲ့ကျွန်တော်တို့လူတိုင်းနဲ့ထိုက်တန်တယ်ဗျာဂီတဆိုတာလူတိုင်းနဲ့ထိုက်တန်တယ်နော်ဘာရောင်းမှကျွန်တော်မစိုးစေချင်ဘူးဒါပဲကျွန်တော်ပြောချင်တာအဲ့ကျော်ဒီဖီလ်ဖိုင်လေးကိုကျွန်တော်လှုပ်တာအဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဒီ YouTube channel လေးကိုဝင်ရောက်ကြည့်ရှုအားပေးတဲ့အတွက်ကြောင့်လို့ပါ အဲ့ဒီလူကိုလည်းကျွန်တော်ပြောမယ်ဆဲစရာရှိလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်ပေးထားတယ်ဟိုတခါအဲ့ဟိုမတ်တင်ဆောင်မောင်ခုနှစ်ထဲမှာဖုန်းနံပါတ်ပေးထားတာအဲ့ဖုန်းနံပါတ်ကနေဆက်ပြီးတော့ကျွန်တော်ငါကိုင်းတုတ်ပြီးဆဲကျွန်တော်ဒီ channel ထဲမှာမဆဲပါနဲ့နော်နာမည်ကိုတော့ကျွန်တော်ပြောတော့တော့ဒီသူ့ရဲ့သူ့ရဲ့ privacy ကိုကျွန်တော်လေးစားလို့ဟုတ်ပြီအဲ့တော့ဒါပဲနော် bye bye